ာကိုလိုချင်လဲလို့မင်းမရှိတော့တဲ့မိဘနဲ့ရပေါ့နော်နံပါတ်1ပြီးတော့သူ့ကိုပြန်လိုချင်ပါလေအေးအဲ့တော့ဟောင်းကြီးပါသူ့ကိုချားလာပြီဟောင်းအဲ့ဒါကြကတော့မရှိတော့ပါဘူးတက်ကြည့်ပါပြီမသိတော့ဘူးအဲ့ဒီအချိန်ကြီးနောက်ထပ်အိမ်တော်ပေါ့နော်မမပြုတ်ချင်တော့မပြုတ်ချင်တော့ဘူးဆိုတာလေအမကိုယ်တိုင်ကလည်းအဲ့လိုအိမ်တော်ပြုတ်ဖို့စိတ်မရှိတော့ဘာဖြစ်လို့လဲဆိုတော့ ဒိုင်ဖုန်းလုတ်ပြီးရနောက်ပိုင်းမှာအမတယောက်ထဲနေတာအရန်ကြာတာကြာလာတဲ့အချိန်မှာအမအိအိနောင်ဆိုတဲ့ကိုတာဝန်ယူအမမထမ်းစင်တော့မင်းတို့ကိုမြတ်ပြည့်ရဲ့ဘာကြောင့်ပြရတယ်မင်းတို့စက်ခံရမယ့်အရာကတော်ရုံပစ္စည်းမဟုတ်ဘူးဆိုတာကိုမျက်မြင်သိစေခြင်းလို့ပဲအဲဒီထဲမှာကကြတော့ तू ကအာစိုးနေ ါတော့မဟုတ်ဘူးเนาะအဲဘယ်လိုခေါ်မလဲအရန်ကြီးဒီလိုအပြင်မှာရန်ဖြစ်တယ်လို့ကြီးဖြစ်ကြတာဟုတ်တယောက်နဲ့တယောက်ဟိုအကောက်ကြံကြတာစိတ်ထဲကနေပဲပေါ့เนาะသူ့ကိုငါဘာလုပ်မလဲငါ့ကိုသူ့ဘာလုပ်မလဲအဲသူ့ကိုငါ့ကိုဒါလုပ်ရင်သူ့ကိုငါဘာပြန်လုပ်ရမလဲအဲ့လိုမျိုးပေါ့စကားတွေအများကြီးပြောပြီးတော့တော့ရန်ဖြစ်တဲ့ဟာမျိုးမဟုတ်ဘူးကြတော့တယ်အဲဒါကတော့ဟိုပါပေါ့ဟိုမှအရာဝတ္ထုတစ်ခုကိုတည်ပြီးတော့ အားလုံးဝိုင်းပြီးလူကြတဲ့ကိစ္စပဲเนาะအဲ့လိုပါလို့ပါဇလန်အဲ့ဒါအမားတို့ကတော့အမှုပညာသမားဖြစ်တဲ့အတွက်ဒါအမားတို့ professional လုပ်လေအဲ့ဒီအတွက်လည်းအမားတို့ကအမားတို့စီကိုလာတဲ့ character ကိုပြပြအောင်လုပ်ရမှာဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မင်းရဲ့မရှိတော့တဲ့မိဘနေရာပေါ့เนาะနံပါတ်1ပြီးတော့သူ့ကိုပြန်လို့ချက်ပါ ကြားလာပြီဟောအဲ့ဒါအောင်မောင်ကောမန့်တွေလည်းအဲ့ကြီးလိုက်တယ်ရတရက်ပဲရှိတယ်ဟဲ့ကောမန့်တွေဘလို့ပြောတရက်ပဲရှိတယ်ဒီအရေးရမ်းချာနေပြီလေလို့တလားအဲ့လိုမျိုးပေါ့နော်အဲ့ဒါကြက်ကတော့မရှိတော့ပါဘူးတက်ကြည့်ပါပြီ။ဟောအဲ့ဒီတော့ကြတော့လေဟိုဒါပေမဲ့ခုနလိုပေါ့အမားတို့ကဘာနဲ့ဘာပဲလုပ်လို့စိတ်ကစိတ်ခံစားချက်နဲ့လုပ်ရတယ်ဆိုတော့လေအမကိုယ့်စီမှာရှိတဲ့အကြောင်းအရာတွေကလည်းတစ်ခါတလေကြရင်မင်းနဲ့ဆရာတွေရှိတယ်။အမားတို့က ီလိုအမြဲတမ်းပျော်နေတဲ့သူမှမဟုတ်တာလူတွေကတော့မြင်ကြတာပေါ့အမြဲတမ်းပျော်နေတယ်ဒါပေမဲ့မားတို့လည်းလူတွေကအားလုံးနဲ့လူတစ်ယောက်ပဲလေမားတို့မှမပြေလဲတာတွေရှိတယ်ပြေလဲတာတွေရှိတယ်ဝမ်းနည်းစရာတွေရှိတယ်ပေါကလည်းရှိအများကြီးရှိတာပေါ့နော်။ကြိုက်ကြလည်းအဲ့ဒီဟာတွေအကုန်လုံးပုံပြီးအဲရမ်းပြော်တဲ့လူတယောက်ဖြစ်နေ။အာသူများတွေအဲ့လိုမြင်အောင်လို့ဗေးပြတော့ပေါ့နော်။အဲ့တော့တကယ်တကယ်အဲ့ဒါတစ်ခါတလင်ပြရင်ပြောလာတဲ့အခါကျရင်စိတ်ကခံစားချက်တွေပါလာရင်အဲ့လိုမျက်ရည်အရလိုကြလာပါလေ။အဲ့ဒါကြောင့်နောက်ပိုင်းကျတော့ ာဒီကရထင်တာပေါ့နော်ညာအပူဒီမဒါတွေကတည့်ရမလားလုတ်ပြနေတာပါလေအဲ့ကြအဲ့လိုမျိုးတိတ်ပြောလာကြတော့ဟိုကအဲ့ခစားချက်ကိုထုတ်မပြတော့ကြော်မဲနေတယ်ကြော်မဲနေပြန်တော့လေတည့်ရမလားမလွတ်ပြန်ဘူးအဲဟိုဘယ်လိုခေါ်လဲသူများကိုပားရိုက်တာကိုလေပြောပြတာကိုပဲအမလီနေကပျော်နေသလားဆိုတာပါသေးတယ်မင်းသမီးလုတ်တာမကြိုက်တာကလွယ်လို့မဘာမှရမ်းကောင်းနေရကြတဲ့ ဒါအပြင်မှာလူတိုင်းလည်းဖြစ်တတ်ကြတာပဲလေအမတယောက်တည်းမှမဟုတ်ပါဘူးเนาะအဲ့တော့ဖြစ်တတ်တဲ့ကိစ္စကအမတယောက်တည်းဖြစ်တဲ့ဟာမဟုတ်တဲ့အတွက်အမကပြောပြတာပေါ့เนาะအဲ့တော့တူရဲသူကလည်းတူရဲလက်ခံတဲ့သူကလည်းလက်ခံတယ်လက်မခံတဲ့သူကလည်းလက်မခံဘူးเนาะဒါပါပဲမသိတော့ဘူးအဲ့ဒီအခြေအနေရုပ်ရှင်ကြည့်လူကားကြီးကြာတာအာဘလော့ဂါကြီးကြာဆိုအမတို့အသက်ရွယ်မျိုး ပါတဲ့ idea တွေပါတဲ့ကားတွေပေါ့နော်။ဘာကားရဲ့လို့မှာကလားကလေးကြည့်တယ်တရုတ်ကားလေးကြည့်တယ်အမျိုးမျိုးကြည့်ကိုကြည့်တယ်အဲတိတ်ကတော့တိတ်မှာပဲလေတိတ်တိတ်ကိုတိတ်မှာကပလိတ်ကိုဂိမ်းပါကဖြစ်ပါဦးတော့ပါပြီအချက်ကမေ့ဖြစ်ထားတာကောင်းဆုံးခံစားချက်မရှိတော့ဘူးလို့လည်းဘယ်သူကပြောလို့လဲမေ့လိုက်တော့လားလို့ပြောတယ် မေ့ထားလိုက်တာ။အော်ဒီလိုပဲလေအိမ်မှာပစ္စည်းသိမ့်တယ်လို့ပေါ့။သူ့အကန့်သူ့ထုတ်လေးနေ။သူကသူထားထားလိုက်တာ။အနာရောကြည့်ကျင်တဲ့ချိန်ကျမှတထုတ်ထုတ်ကိုွင့်ကြည့်လိုက်။တစ်ခါတလေတော့အဲ့လိုကိုကအမအိမ်မပြောတဲ့အချင်းရှိတော့ခါကြရဲ့ချိန်ကျမှဟိုပျောက်ခဲဆိုတဲ့အတွေ့အမျိုးရှိတယ်။အာပြန်ပြီးတော့စိတ်ကိုကိုကကိုပြန်စစ်စစ်ပြောဒီမှာငါဖိနေမှရှိတယ်။ငါတယောက်တည်းမဟုတ်ဘူး။ဆိုတော့အတွေးပေါ့နော်။အဲ့ဒီဟာမျိုးတွေကျော်ဖြတ်ပါတယ်။ ိုယ်သက်ရွယ်ရဆိုတော့အချက်တွေအချက်အကြောင်းမပြောတော့ကောင်းပါလို့နော်လူဆိုတာကတော့တက်ကြည့်တဲ့အထိကတော့အချက်ကရှိရမယ်လေသမီးစားမဟုတ်လဲမောင်နှမအချင်းချင်းချစ်လို့ရတယ်ငယ်ချင်းချင်းချင်းလည်းချစ်လို့ရတာပဲအဲတခြားသူကိုလည်းအဲဒီဇိုင်းကိုလည်းဘာပဲပြောပြောကိုယ့်ပုံမှာဒီဇိုင်းတွေအရန်ကောင်းနေတယ်ဆိုတော့ဒီဇိုင်းကိုချစ်လို့ရတာပဲနော်ဒါချစ်တယ်ဆိုတာတော့1500လည်းမဟုတ်ပါဘူး998မှာလည်းချစ်ဆိုတာရှိတယ်ရှာတော့ရှာတော့ငယ်ငယ်ကိုမရှာမယ်မဲ့ရောင်းလာခဲ့ရော no 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 မကောက်ဘူးပါ နှလုံးသားတကားပိတ်ပလိုက်တာအမဘဝမှာအမဒုတိယအိမ်တော်ရှိရဘူးလို့ကိုကိုကိုတက်လိုက်တာချက်ပါတယ်ကျေဥ့ချက်နေပြီးတော့တတိယပါရောကြားသေး No no မကြားမရောက်နေတာလားမမစုံလဲမစုံလဲမကြားလဲမကြားချင်တော့မေးလဲမမေးတော့ငါကိုတည်းကလည်းမမေးပါဘူးဘယ်ဟာမှလေရမလားဒါပေမဲ့အဲ့အင်တာဗျူးကလည်းဒီလိုပဲမေးတဲ့သူကမေးတော့ပြောထွက်သွားရင်လည်းအဲ့လိုဖြစ်သွားတာပါ။ဒုတိယအိမ်တော်မရှိရဘူးဆိုတဲ့တိတ်တာအရှင်းတရားပေါ်မှာသက်သာ နော်နော်တစားရှိရင်အဲ့ဒီတရားကိုဘလို့လို့ကွဲခဲ့မလဲမာကဘာလို့ဖော်မလဲအိမ်တော်မကြောက်ရင်တရားပေါ့နော်အမအဲ့လို ဘေးရင်းဆရာတွေကအမြင်နဲ့ဟောတယ်မအောင်အင်းအောင်20တို့30တို့ပေါ့နော်အဲ့လိုတွေရဟောတော့မအဲ့တော့ကြောက်လို့ဟိုငငယ်ရွယ်ရွယ်နဲ့အင်းအောင်မပြုတ်ခဲ့ဘူးပေါ့နော်မအင်းအောင်ပြုတ်ခဲ့တဲ့အချိန်မှာစဉ်းစားတတ်တဲ့ရွယ်ရောက်တဲ့အဲကိုလည်းအသက်ရွယ်တစ်ခုရောက်ပြီဆိုတော့35နှစ်လောက်မှမအင်းအောင်ပြုတ်ခဲ့တာပေါ့နော်ဒါပေမဲ့လည်းကံအကြောင်းမလားလို့ရေစက်မပါလို့ဈမ်းခွဲလိုက်ကြတယ်ဆိုတော့နောက်ထပ်အင်းအောင်ပေါ့နော်မမပြုတ်ချင်တော့ ပြုတ်ကျင်တော်ဘူးဆိုတာလည်းအမကိုယ်တိုင်ကလည်းအဲ့လိုအိမ်တော်ပြုတ်ဖို့စိတ်မရှိတော့ဘာဖြစ်လို့လဲဆိုတော့တိုင်ဖုန်းလုတ်ပြီးရနောက်ပိုင်းမှာအမတယောက်တည်းနေတာအရန်ကြာလာကြာလာတဲ့အချိန်မှာအမအိမ်အိမ်တော်ဆိုတဲ့ကိုတာဝန်ကြီးအမမထမ်းစင်တော့အမထမင်းခွချွေရာလေးအဲမနေ့ကော်ဖီပြောပေးတာလေးဟိုကလုတ်ပေးအောင်ဒီကလုတ်ပေးအောင်ဆိုတဲ့ကိစ္စမျိုးတွေပေါ့နော်အိမ်မှုကိစ္စဒါကတော့လုတ်ချင်တဲ့သူတွေကတော့လုတ်မှာပဲလေနော်အမအစ်တယောက်တည်းပြောတာနော် အမအဲ့ဒါဒီမလုတ်ချင်တော့မလုတ်ချင်တော့တဲ့အတွက်ပင်မနယ်လို့ခံစားရတယ်အမတယောက်တည်းဆိုရင်အမဆယ်နိုင်မှထိုင်လဲထားမယ်အဲညအောင်နောက်ကြမှလည်းအိမ်အိမ်ပဲပေါ့နော်အဲအိမ်နောက်တစ်ခုရှိတယ်ဆိုရင်တော့အမအဲ့ဒါမျိုးတွေလုံလို့မရတော့ပေါ့တာဝန်တွေကိုတရားတွေရှိလာတယ်အဲ့တော့အမတယောက်တည်းနေရတဲ့ဘဝကိုရန်သဘောကျတယ်ကြွယ်နောက်အိမ်တော့ထပ်မပြေဘူးအဲမမေ့တာလေဘယ်သူတွေကမမေ့တာလဲမေ့လိုက်တော့မေ့လိုက်တော့ သူတို့ကတရားစမဖို့နဲ့မေးလိုက်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတော်တော်တောင်ကြာနေပြီအဲ့ဒါကြီးက10နှစ်လောက်တော့ရှိတော့ပြီလားမသိဘူးသိလားအော်မေးလိုက်တော့အမလည်းမေးလိုက်ပြီအာဝမ်းနဲ့နဲ့အဲ့ဒါအဟောင်းကြီးပါ